ဆရာကမင်းတရားဆိုတာတဲ့အုံနောက်ထဲကမှန်လာတဲ့မဲကိုတို့ရောက်ပို့တာမှတ်တာအုံနောက်ထဲဘယ်လိုလူမျိုးကိုပေးတဲ့ဆိုတာစဉ်းစားရအဲ့တော့ဘလူကိုမဲပေးမလဲတိုက်တဲ့လူကိုပေးတို့တော့တိုက်တဲ့လူကိုပေးငါတို့နိုင်မှာတိုက်တဲ့လူကိုပေးငါတို့နိုင်မှာအလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ဒီတန်ခိုင်ရေးနဲ့ခုဖြစ်ရေးပါတီဥက္ကဋ္ဌခင်ကြီးပေါ့ဗျာအရင်တော့ကတော့ဒီလာဝက ဒါဝကဝင်ကြီးလည်းဖြစ်နော်ရဲကျုပ်လည်းဖြစ်ခဲ့တယ်ဒီတခိုးအကြီးစားခင်ကြီးကဘလို့ဒီကြီးကြီးကျယ်ကျယ်ကလင်ငကြစ်စကားတွေပြောခဲ့လဲဆိုတာကိုဖွင့်ပြသွားမှာဖြစ်ပါတယ်နော်အဲ့ဒါကတော့ဒီပသိမ်မှာလုတ်ခဲ့တဲ့ဒီလွတ်တော်ကိုစလေလွတ်တော်ကိုစလေများတွဲဆောင်ပွဲမှာနော်ဘလို့ကြီးကြီးကျယ်ကျယ်စကားတွေပြောခဲ့လဲဒီနေသားနဲ့ငှားထားတဲ့လူတွေကိုဘလို့ကလင်ငကြစ်နဲ့မဲဆွယ်ခဲ့မဲဆွယ်ခဲ့လဲဆိုတာတော့ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်နံပါတ်1က အခုဒီ2025ဒီဇင်ဘာလ28ရက်နေ့ဒီကျွန်တော်နိုင်ငံအတွက်အလွန်အရေးကြီးတဲ့ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲစတင်မယ့်နေ့ဖြစ်အဲ့ဒါကအရေးကြီးတယ်နော်ဘာကြောင့်အရေးကြီးတယ်လဲဆိုတော့နံပါတ်1ကအဲ့ဒီရွေးကောက်ပွဲဒီတိုင်းပြည်ရဲ့ကောင်းမွန်တဲ့အလှည့်ပြောင်းတစ်ခုအရေးတစ်ခုကိုကျင်းနေပေါ်ဆောင်ပေးမှဖြစ်တဲ့အတွက်ကြောင့် အရွေးတခုမဟုတ်အရွေးတခုမဟုတ်သူတို့ဒီတမရအထိနော်ပြောတာဗာလဲကိုရှယ်လေးပြောထားတာသူခင်ကြီးကသူတမရအထိမှန်းထားတယ်နော်မင်းအွန်လိုင်းကမင်းအွန်လိုင်းတော့သူကတမရပေးမယ်ပေါ့အဲ့လောက်ထိမှန်းထားတာသူတမရဖြစ်ဖို့အတွက်လုပ်နေတယ်အရေးကြီးတယ်လို့အဲ့တော့နံပါတ်1ခေါ်လို့ရဒုတိယချက်ကဒီကောက်ပွဲသည်ခင်ဗျားတို့ဒေတာပေါ့နော်ဒေတာဒေတာမှတူကနေတဲ့ လူညွေးဆိုင်ရာကိစ္စတွေစီးပွားရေးဆိုင်ရာကိစ္စတွေလူမွေးဆိုင်ရာကိစ္စတွေနံပါတ်ဆက်သွယ်ဆိုင်ရာကိစ္စတွေစသည်စသည်ဖြင့်အရွေးကောက်ပွဲပြီးသွားတဲ့ခါကျတော့ခင်ဗျားတို့တွေလည်းကြည့်အောင်ဒီမှာနေစားနေစားသမားတွေငားတာနော်ဒီမှာတနခါးပကွက်ချားတွေနဲ့မိမတွေဆိုလဲအဲဟိုမှာအုတ်ထုတ်ကြီးဆောင်းပြီးတော့ဒီမှာအုတ်ထုတ်ကြီးဆောင်းပြီးတော့အိမ်ငိုင်းနေတဲ့လူနဲ့နော်ရုပ်တရားဒီမှာစိတ်ညစ်နေတယ်လို့လို့ဆက်ဆံယူတော့ က်ဆန်ယူတော့ကတော့ယူပြီးတော့เนาะနေသားကယူတော့ယူပြီးတော့ဒီမှာကလင်ကကြည့်စကားတွေပြောတော့じゃနားမထောင်ချင်တော့တတိယပုံစံတွေကဒီဒေတာရဲ့အခြေအနေရပ်ကိုခင်ဗျားတို့ရဲ့ကိုစားလွတ်တော်ဆိုတဲ့မန္တန်ရတဆင်อืมနိုင်ငံတော်အဆင့်အဆုံးပြပေးနိုင်တဲ့ပုံကိုဒီအရောက်ပြောနိုင်တယ်စီဒီဒီတဆင်တော့ပြောရလို့ရှင်ခင်ဗျားတို့အသုံးပြုရမယ်အစေခိုင်းရမယ်နော်ကိုစလဲတယောက်ကိုခင်ဗျားတို့ကိုစားအလုံးလုံးနိုင်အောင်ရွေးပေးလိုက်တဲ့အတွက်ကြောင့်ပြောလိုက်ရင်တော့ ပြောလိုက်ရင်တော့ဒီရွေးကောက်ပွဲမှာဆိုရင်တော့စေခိုင်းဖို့များတို့ရွေးချယ်ရမှာရွေးချယ်ရမှာ ਨੇ เนาะတကယ်တည်းတကယ်တမ်းအပေါ်လဲရောက်လဲရောက်တော့เนาะပြည်သူတို့ရဲ့ကျုံလိုလိုဘာလိုလိုဆက်ဆံတာတကယ်ဝင်ကြီးကြီးပါတယ်ကိုယ်စလဲဖြစ်သွားကြီးနောက်တစ်ချက်ကဒီရွေးကောက်ပွဲကြောင့်ကျွန်တော်တို့ဟာလာဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲอืมဖြစ်ကိုဖြစ်လေအဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ကိုဖြစ်လိမ့်မယ်နော်သူတို့နိုင်နိုင်မမှန်းသိလို့ဒီလိုစကားပြောရတယ်ဒီလိုဖြစ်အောင်လဲနိုင်ငံတော်အစိုးရနဲ့ဒီ UC ကဆောင်ရွက်နေတယ်ကြားလို့သိတယ်ထူးထူးခြားခြားဥပမာတစ်ခုပြရရင်ဘယ်တော့မှတို့တို့မရှိခဲ့မရှိခဲ့တဲ့ဟာတွေပေါ့မ2010 2015 2020ဒီရွေးကောက်ပွဲတွေမှာရွေးကောက်ပွဲရတာမှန်လုပ်သွားတာဒီတကရွေးကောက်ပွဲကျွန်တော်အရင်တော့ကဒီပြည်သူဆိုရဒီ NLD လက်ထက်တော်ကနော်မေသူတို့ ်တက်တော့လုတ်ခဲ့တဲ့ရွေးကောက်ပွဲတွေကတမန်ကရှန်ကလုတ်ခဲ့တာပေါ့ဒီကတော့တကယ်လုတ်တာပေါ့စစ်တက်ကရတော့အများသူကတက်တည်တက်ကြရရှိမှလုတ်မယ်ရွေးကောက်ပွဲဖြစ်တယ်ဟွန်းကျွန်တော်တို့ရွေးကောက်ပွဲတဲ့နိုင်ငံတကာကအများသူကအဲ့မှာပွင့်လင်းမြင်သာသာလုတ်တာတဲ့မထောင်ထဲမှာထဲတဲ့လူနဲ့เนาะနိုင်ငံခြားတွေဖက်ပြေးရတဲ့လူငယ်တွေနဲ့နော်နိုင်ငံရေးကျင်းသားတွေခုထိမလွတ်သေးဘူးအစောက်ကြည့်လိုက်လိုက်ဖွဲ့တွေစိတ်ထားတယ်။နောက်နိုင်ငံတကာက မီဒီယာတွေကိုဖိတ်ထားတယ်။ပြည်တွင်းမှာရှိတဲ့မီဒီယာတွေကိုလေ့လာဝင်ပေးထားတယ်။နိုင်ငံကမီဒီယာတွေဖိတ်ထားတယ်ဒီနိုင်ငံသားတွေကိုနိုင်ငံသားတွေကိုငှားပြီးတော့နော်ဘယ်ကဘယ်မီဒီယာမှမမသိတဲ့ဟိုနံပါတ်တွေကောက်တက် ပြီးတော့လုံးဝမှာကင်မရာတွေတခါကတန် တမန်တွေပေါ့တန်တမန်တွေကိုလေ့လာဖို့ပေးထား။ပြည်တွင်းမှာရှိတဲ့တိုက်တဲ့အဖွဲ့အစည်းတိုက်တဲ့ဒုပုဂ္ဂိုလ်တူးချင်းရတယ်။လေ့လာတင်လဲဆိုရင်ဘဲခရိုင်ဘဲမြွနဲ့ဘဲမဲရုံကိုလေ့လာကြမှာဆိုစတင်ရခွင့်ပြုထားတယ် လောက်ရမယ်ကျင့်ဝတ်တွေလုပ်မယ်စိတ်လဲဝင်စားအောင်အခုချိန်မှာသိရမလားပြည်သူတွေကမင်းတို့လေးလာပါဆိုရင်တော့စိတ်လဲဝင်ဝင်စားမင်းတို့ပါမင်းတို့လှုပ်ရှင်တာလှုပ်ဆိုဘာဖြစ်မှာအစင်တော့ခုရေးဆွဲပြီးထုတ်ပြန်ထားတော့အဲ့တော့ပြောကျင်တာကဒီတကာလုံးမဲ့ရွေးပေါက်ပွဲဒီအများသူကတက်တက်တက်ကြရရှင်ပါလုပ်တာမျိုးဖြစ်တယ်ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ဟာမျိုးဖြစ်တယ်ဒါကြောင့်ထွက်လာတဲ့ရလတ်ဒီတရားဝင်မှုရှိတဲ့ရွေးပေါက်ပွဲဖြစ်တယ်လို့ပြောကျင် ပြောနေတာဒီရွေးကောက်ပွဲကြီးရုပ်တွေလည်းရုပ်တွေလည်းကြည့်လိုက်ပါဦးနော်ဒီတကယ်တည်းနေစားနဲ့ငားထားတဲ့ရုပ်တွေကြီးပါပဲနော်လာထိုင်ခြင်းလို့လာထိုင်နေတဲ့လူတွေမဟုတ်ဘူးနော်ဟိုဒါပါအောင်ခဏထိုင်ပါအောင်လို့ပြောလို့ရမယ်ရုပ်တွေမဟုတ်ဘူးနော်ပတ်စံပေးမှဝင်ထိုင်ပေးနေရတောင်းဟိုတရားနဲ့တိတ်ဝင်စားပြီးနားထောင်နေတဲ့လူတယောက်မှမရှိဘူးမျက်နှာတွေကြည့်လိုက်နော်ဒီမှာဆိုရင်ရုပ်တွေကဒီမှာအိပ်ပျော်နေတဲ့လူနဲ့တော့နော်အောက်ကိုအောက်မှာခေါင်းဆိုင်ပြီးတော့အိပ်ပျော်နေတဲ့လူ ပဆန်ပဆန်ယူထားဆိုတော့လေဝန်ထိုင်ရတယ်။ကောင်းရင်တရားတွေအများပြားသဲဆောင်လာတာဖြစ်တဲ့ပဲကြောင်းနံပါတ်၁ချုပ်ပြုတ်လို့ရှိရင်အရေးကြီးတယ်။ဒီကောက်ပွဲကိုဖြစ်မြောက်အောင်ကျွန်တော်တို့ဝိုင်းဖို့ကူညီဆောင်ရွက်ပေးရမယ်လို့ဒါကိုကျွန်တော်ကပနာမတ်နေနဲ့နော်မေဆန္ဒချက်ပြီးပါပြီသူကိုမှားချင်ပါလေဗျ။ရှင်ပြောရမျိုးဗျာဒီမှာဒီပွဲမှာမနိုင်ရင်လေဒီလိုယူကောက်ပွဲမှာမနိုင်ရင်လေသူတို့တသက်လုံးနိုင်တော့မှာမဟုတ်ဘူးနော်အဲ့တော့ဟိုကျွန်တော်တို့တမနာဖြစ်ဖို့အတွက်ကူညီပေးကြပါအောင်ဗျာလို့ပြောတာနဲ့တူတူသိရချက်က ဒီပွဲမှာမဲပေးရနော်မဲပေးရမယ်လို့လဲဘယ်ဥပဒေမှာပြတ်ထမ်းမထားဘူးဒါပြင်မဲ့ကျွန်တော်တယောက်ကအမြင်ရပြောရင်တော့မဲမပေးဘူးဆိုရင်တာဝန်မတည်တဲ့ဖခင်ရရဲ့ဘာတွေလဲနော်အေးဒီမှာဒီမှာကရင်ရုပ်လဲတယောက်မှာမဖောက်ပါဘူးလို့နော်ကရင်ဝိဇုံနေနဲ့မသိရင်ပဲဒီတိုင်းရင်းသားတွေရပဲဒီတန်းခါရေးမှာဝင်ပြီးတော့ထောက်ခံနေသလိုလိုသူ့မှာရှိနေသလိုပေါ့အေးလို့ကျွန်တော်ကထောက်ခံမှုပဲရရနေသလိုလို မလိုဘူးတောင်းမကျေးတဲ့မိခင်ဝတ်စုံဘိုးလည်းကုန်နေပြန်တော့နေသားကတွေလည်းကုန်နေနော်ဟိုင်ကုန်တွေပါနေနှားရလည်းကုန်မှာကဒီလိုပြောရင်မလိုဘူးတောင်းမကျေးတဲ့ကိုကြီးတောင်းမကျေးတဲ့အမကြီးအဲ့လိုပြောလို့ရကိုကြိုက်တဲ့မဲကိုမဲပေးတဲ့ခါမှာဖြစ်လာမဲ့အစိုးရရဲ့ဘူဝါဒလမ်းစဉ်တွေရကိုတင်မကောက်ကိုနောက်မှကြီးသားတွေသမီးတွေမြင့်မြင့်တွေထိခံစားရမှာဖြစ်တဲ့အတွက်ကြောင့်မဲမပေးခြင်းဒီကိုကိုကိုရောကိုနောက်မှရှိတဲ့မိသားစုရောဟုတ်တယ်မလား မြင့်မြင့်တရားအလုံးကိုမျက်နှာလဲခဲပြစ်လုတ်လိုက်တယ်လို့ဒီလိုယူဆလို့ပါမျက်နှာလဲခဲပြစ်လုတ်တာမဟုတ်ကဲတင်လိုက်တာနောင်လာမဲ့เนาะနောင်လာမဲ့နောင်လာနောက်သားတွေကိုမင်းတို့လိုဒီအယုဒ္ဓမာတွေရဲ့အုပ်ချုပ်မှုအောက်ကလွတ်အောင်လို့ကဲတင်လိုက်တာเนาะမင်းတို့အုပ်ချုပ်권မရအောင်လို့ကဲတင်လိုက်တာအဲ့ဒါကိုကိုအစိုးရမဟိုကိုအစိုးရဖြစ်ချင်နိုင်ရင်เนาะကိုသမရာဖြစ်ချင်နိုင်ဟိုမိမိဘကောင်မပီသားတယ်မိဘတွေဖြစ်သွားနိုင်တယ်ဆိုရှောက်ပြောတာเนาะဒါကြောင့်မဲပေးဖို့ လို့ပါလေ။အင်းဒါကဒုတိယချက်။တတိယချက်ကအဲ့လိုဆိုရင်ဘလို့ပေးမလဲ။စဉ်းစားထားလား။စဉ်းစားထားလား။အင်းမမစဉ်းစားထားလားဆိုမှမျိုးလုံးလေးအဖို့ခေါင်းလေးမော်လာနော်ပထမမျိုးလုံးလေးမိန်တယ်ကျွန်တော်ပြင်ပြ။ပေးတယ်လို့ပေးပါဟဲ့လားပေးတယ်လို့ပေးလို့ရပါတယ်အပေးတယ်ကမဲတပြားဆိုတော့ကျွန်တော်တယောက်တည်းအနည်းနဲ့ပြောရကျွန်တော်တိတ်မယူဘူး အသေးစားကမဲရရဆိုတာကခံစားချက်ရှိတယ်လေချေသူဟုတ်တာလုံးလုံးမဟုတ်တာလုံးလုံးကျွန်တော်ကခွင့်လွတ်တယ်ဟုတ်တယ်မလားဒါကျွန်တော်မြမနိုင်ငံရေးတမိုင်းကြောင့်မှဖြစ်ခဲ့ပြီးအသေးစားအာကြီးနဲ့နော်အာကြီးနဲ့မိုင်းနဲ့တိရအပြုံးကြီးနဲ့သဘောကောင်းတဲ့ပုံစံနဲ့မတ်တရမတ်တရပြရနော်အပြုံးနေပြုံးနေတဲ့စကားတိုင်းမှာအပြုံးနေတယ်ပဲကြွေးနေနော်ဒီနေ့အဲ့လိုကောင်းတွေကိုအပေါ်တင်ပေးကြည့်လိုက်နော်မျက်နှာချက်ချင်းပြောင်းသွားပြီးတော့ပြည်သူကိုပေါ်စည်းရပဲဆက်ဆံပဲကောင်းနေပြီပဲနော် ခုချိန်မှာတော့သဘောကောင်းတဲ့လူလိုလိုကြည်ဟိုဖြူစင်တဲ့လူလိုလိုလုံနေတာပေါ့ဗျာဒါပေမဲ့ဒီဥပဒေရုံမှာပေါ်ပါတယ်ဘလောက်ပဲအဖြူရောင်နဲ့အစိမ်းရောင်ဝုတ်ဝဲเนาะចောင်းသားပုံစံဖြူစင်နေပေါ့ဗျာနော်အဲ့လိုပဲဝုတ်ဝဲဟိုတကယ်တမ်းစိတ်စိတ်တဲ့မကောင်းတဲ့ခါကျတော့မျက်နှာမှာပေါ်ပါတယ်เนาะဒီမျက်နှာကြီးလဲတေချာကြည့်ပါဦးဆရာကမင်းတရားဆိုတာတဲ့အုံနောက်ထဲကမှန်လာတဲ့မဲကိုတော်တော်ပို့တာမှုထားအုံနောက်ထဲဘယ်လိုလူမျိုးကိုပေးတဲ့နေဆိုတာစဉ်းစားရတယ် ဲ့တော့ဘလူကိုမဲပေးမလဲတိုက်တဲ့လူကိုပေးတိုးတော့တိုက်တဲ့လူကိုပေးငါတို့နိုင်မှာတိုက်တဲ့လူကိုပေးငါတို့နိုင်မှာနော်ဒီကောင်မှမနိုင်လဲမင်းတို့မနိုင်တဲ့အကြောင်းလည်းမရှိပါဘူးစဉ်းစားရမယ့်ချက်တွေတော့ရှိတယ်နံပါတ်1သိငင်းလိုက်တော့သူတို့ရုပ်တယ်ကြည့်ဒီမှာဘွားတော်ကြည့်အောင်ဒီဘွားတော်ရုပ်လည်းကြည့်အောင်ကောင်းစားတယ်ဘာလျှောက်ပြောနေမှလည်းမသိဘူးသိငင်းလာကျွန်တော်နိုင်ငံမှာအတန်းပဲတောင်းကျမ်းသူကတော်တော်များတာဗျာအာဒီမှာမြင်ပြီကျွန်တော် ဒီမှာကြည့်စာအုပ်နဲ့လို့သွားရှုပ်လို့တော့မြင်တာနော်စာအုပ်နဲ့ကိုမှန်နေတာကင်မရာကြီးရဲ့ရှေ့မှာချိန်ရတဲ့ချိန်ရိုက်တာတော့နော်ကင်မရာရှေ့မှာတောင်ကြီးနေတော့လိုင်းမှန်တယ်နော်ခင်ကြီးပြောတဲ့စကားလေးကိုစွာတည်တည်တမရော်နဲ့ကြောချစ်ကရင်ကျက်ကမဆောင်ရနိုင်ဘူးဆိုရင်သိကြတဲ့ဒီစွာနောက်နေပြုတ်ကြတော့ဒါကိုစံထားပြီးပြရအောင်ဒီချိန်ပြောရရင်တော့ဒီစစ်တပ်ရဲ့လွှမ်းမိုးမှုနော်ဒီဒီဒီပဲပြောတာရှောက်ပြောနေ ဟိုစစ်တဲ့လုံးမှုမှုစစ်တဲ့ခိုင်းတာလို့စစ်တဲ့ခိုင်းတာမလို့အချင်းမွေးအာနာသိမ့်ခံရမယ်လို့ပြောတာပဲဒုတိယချက်ဒါကဘာတကွာလုံးမှာဖြစ်နေကြတာကျွန်တော်နိုင်ငံမှာလည်းခံနေရရေကြီးတယ်ဗျာမကြီးဘူးလားပုံတိုင်းတိုက်တယ်ဗျာဟုတ်တယ်မလားကျွန်တော်ဟာပေါ့ဗျာဟိုငလင်လောက်တယ်ဗျာဟုတ်တယ်ဒါနဲ့ကျွန်တော်ကပူတာဘာပူလဲဆိုတော့အဲ့ဒီအကြမ်းဖက်ကောင်းကြမ်းကြီးတွေပူတယ်ဟုတ်တယ်မလား တ်တယ်ပြဖြတ်တယ်ပြကျွန်တော်ပါတီတို့ထောင်းကြောင်းတန်းပတ်တောင်းကျန်းသူကဘယ်သူလဲနော်တန်းပတ်တောင်းကျန်းသူတော့ပိုတယ်လို့နော်အစာဦးတွေဖြတ်တယ်ပြတိုင်းပြည်မှာထိခိုက်တာရမှုတွေများနေနော်အကြီးကဲပြဘလို့ကြိုးစားဆောင်ရပေးမယ်လို့ဒါတိတွေရှိအဲ့တော့ဒါတွေကိုပြန်လဲပြုပြည့်ရေလုပ်ငန်းတွေဆောင်ရတဲ့ခါမှာအတွေ့အကြုံရှိတဲ့လူတွေနဲ့ဒီလုပ်ငန်းကိုမစတင်ဘူးလားอืมမစတင်ဘူးလားတွေ့ကြုံဆိုဘာတွေ့ကြုံလဲတော့မေးရမှာနော် တခုတခုအတွေ့အကြုံသမားအတွေ့အကြုံเนาะဘယ်လိုမျိုးဒီမှာဟိုပြုတ်ပြတ်သွားရင်ဘယ်လိုမျိုးဟိုအဖြစ်ရမလဲဘယ်လိုဘတ်ရမလဲเนาะဘတ်ဂျက်တင်မှုဟိုဘို့ပဲစောင်းနေတယ်ပေါ့အတွေ့အကြုံစကားပြောတွေ့အကြုံပဲရှိတယ်အသက်ကြီးလာတာဒီတက်လာပြီးကြီးလာတာမဟုတ်ဘူးอืมကြီးစားပြီးတော့ကြီးလာတာခိုးပြီးတော့ခိုးဝက်ပြီးတော့ခိုးဝက်တဲ့ပတ်စံနဲ့သားတော့ပြီးတော့ကြီးပြင်းလာတာဗျာဒီမှာနဲတဲ့အကောင်ကြီးမဟုတ်ပါဘူးเนาะဟုတ်တယ်ဗလားဆက်တန်းလာခဲ့တဲ့တမိုင်းတွေ့ကြုံတော့မှမူတည်ပြီးတော့ လုတ်တင်တာမလုတ်တင်တာသိပြီးတော့လုတ်တယ်နေတက်အဲ့တော့ဒီလိုအခြေအနေမျိုးမှာတိုင်းပြည်ပြန်လဲထူတော်ရေးမှာအတွေ့အကြုံရှိသောအခွင့်အရေးမျိုးလူပုဂ္ဂိုလ်မျိုးအရေးကြီးပါအာတွေ့အကြုံလဲဆိုတော့တခိုးအတွေ့အကြုံဓမြအတွေ့အကြုံနော်ကလင်ကကြည့်အတွေ့အကြုံတွေရှိတဲ့လူတွေကိုမဲပေးတင်တယ်ပေါ့ဗျာထူတော်တိုင်းနဲ့စွန့်ရင်ရှိတဲ့လူအမ်သွားမရှုံနေသွားမရှုံနေနော်ဒီမှာဘောပင်ကြီးနဲ့အမှန်ကန်ရေးနေတာခြာရေးနေတာခင်ကြီးပြောတဲ့ဟာတွေနော်မျိုး လုတ်ခူးကင်မှုတဲ့လူမျိုးတန်းတူခင်ဗျာကျွဲဆိုတဲ့သတော်ကိုမမြင်ဘူးပဲနဲ့မလို့လို့ကျွဲကိုလှအောင်ဆွဲမလဲနောက်တစ်ခုကအဲ့ဒီအဖွဲ့စည်းကိုဥပမာဥပမာတွေကလည်းကလေးကွက်တယ်နော်သူကြောက်တဲ့လူလို့မရဘူးရထောက်ခံတဲ့နောက်ကကြောတော့နောက်ပံဖွဲ့စည်းရှိဘူးဟာဒီပသိမ်းမှာအဆယ်နောက်တတ်မှန်နေပေါ်ခြင်းနဲ့လေဒီသွင်းတဲ့ဟာတွေလုပ်ခဲ့တယ်သူ့ကိုကူညီရမယ်နောက်ကအဖွဲ့စည်းတို့ပါတူပေါ့ဟာဟိုနေကအမြဲတမ်းနော် ဟင်းဒီတောင်သူလယ်သမားတွေကိုနော်တောင်သူလယ်သမားတွေကိုပဲမလုံးပေးပြီးတော့ဆွဲခေါ်လာတာပေါ့ဗျာဒီဟိုလူသားတဲ့လူတွေကိုပဲမလုံးပေးပြီးတော့ဆွဲခေါ်လာဒါပေမဲ့ဒီအခုချိန်မှာတော့ဒီအညာဒေတာကိုသွားပြီးတော့မဲဆွဲကြည့်ပါလားနော်မိရှုဖြက်စီးပြီးတော့စပေးချောင်းနဲ့များနေတဲ့ညာဒေတာကိုသွားပြီးတော့မဲဆွဲကြည့်ပါလားသိပါပေါ့သားလို့ရှိရင်အတွေ့အကြုံရှိတဲ့လူနော်နိုင်ငံတော်ကာဝေးအင်အားစုတွေနဲ့ကြောချင်းကရင်ချင်းကပ်ပြီးဆောင်းနိုင်တဲ့လူမင်းပြောရင်တော့ ဒီစစ်တပ်လုံးသမီးခံမဲ့လူပေါ့ဗျာရှင်းရှင်းလေးပဲအဲနောက်တစ်ခုဟုတ်လားလုံလုံနိုင်ကန်းနိုင်တဲ့အတွေ့အကြုံရှိတဲ့လူอืมသူ့ကိုအထောက်အပြုမဲ့အဖွဲ့အစည်းအဲ့ဓာဒီနဲ့ပြည်စုံတဲ့လူမျိုးရွေးဖို့တင့်တယ်ဟုတ်တယ်မလားอืมဟုတ်ပါအောင်မဟုတ်ပါเนาะမလဲဓာတ်ပုံတွေကဘာကြီးဓာတ်ပုံရိုက်နေအောင်ဒီเนาะဒီလောက်ဟိုလူယုံမှာအပြင်မှာမြင်ဘူးလို့ပဲအမှတ်တရ ဲဘုံရိုက်နေကြတယ်ဟမ်ဒီအုတ်ထုတ်တယ်မဲဆွဲကာလာဆိုတော့ပြောင်းမဲပြောပြစီအဲ့ဒီဖွဲ့စီကရှားမနေနဲ့ကြာတယ်မိခိုင်ဖြိုးပဲတန်ဖို့တန်ဖို့နော်ဖုန်ချီပါတီဟုတ်တယ်မလားမဟုတ်ပါဘူးမဟုတ်ပါဘူးအဲ့ရှားမနေနဲ့မိခိုင်ဖြိုးပဲနော်တကယ်ကိုစောက်တလဲပါဒီဗီဒီယိုမှာနော်တန်ခိုင်ရေးနဲ့ဖုန်ချီပါတီကခင်ကြီးကနော်တကယ်ကြီးစကကြယ်နဲ့ကလင်ကြစ်တွေနော်မဲဆွဲသွားတာဖြစ်ပါတယ်နော် အရင်တော့လိုတောင်သူလေသမားတွေကတော့မဲဆွယ်လို့ရတော့မယ်တော့မထင်ဘူးပေါ့ဗျာဒါမှမထင်ရင်လည်းအခုဒီအလဲပိုင်းတိုင်းမှာရှိတယ်ဒီသစင်ဦးလို့နော်တခြားဟိုဟာတွေတခြား lobby တွေနဲ့သွားပြီးတော့မဲဆွယ်ကြည့်ပေါ့နော်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်ခံရမလဲဆိုတာတော့သိမှာပေါ့နော်အခုလည်းဒီတောင်သူလေသမားတွေမဟုတ်ပါဘူးနော်ဒီနေသားနဲ့ငားထားတဲ့လူတွေကိုအတင်းကျပ်ကြီးထိုင်ပြီးတော့မဲဆွယ်စည်းရုံးတာပေါ့ဗျာတကယ်လည်းပြီးရင်လည်း ဟိုဝင်ထိုင်တဲ့လူတွေအကုန်လုံးမဲပေးရင်တော့ကောင်းတာပေါ့နော်ဝင်ထိုင်တဲ့လူတွေရဲ့မဲတွေလည်းရပါစေလို့နော်ရှူတောင်းပေးပါတယ်ခင်ကြီးကိုဒီတော့ဒီလိုကလင်ကြစ်တွေစကားတွေပြောပြီးတော့နော်ပြီးရင်ဆိုဟိုတကယ်တမ်းအုပ်ချုပ်ခွင့်ရမယ်အစိုးရဖြစ်သွားခဲ့ရင်ခင်ကြီးကဘယ်လိုမျိုးရုံမှန်မှုတွေလုပ်မလဲဆိုတာတော့ကိုယ်ဘာသာကိုပဲစဉ်းစားပြီးတော့မဲထဲကြပါနော်အဓိကတော့မဲမထဲလို့လဲ ဖမ်းလို့ရတယ်ဆိုတော့ဟိုကတော့ဥပဒေတော့မရှိဘူးပေါ့ဗျာဒါပေမဲ့ဖိအားပေးလိုက်ရင်တော့မဲသွားပေးလိုက်ဒါပေမဲ့ဒီကောင်တွေရဲ့ပါတီကိုတော့မဲမထည့်ခဲ့ဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသတ်လိုက်ရပါမယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်